ဆရာတော်ဖုရားရှောက်ထားပါရစေ။ဓာယကာတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာအိမ်အောင်နေတည်ရှိကြပါတယ်။မိမဖြစ်သူကရှင်ယောက်ျားကိုရเสียမရှိအောင် ပြောဆိုတာဆဲဆိုတာမနှိုင်းအပ်တဲ့အရာတွေနဲ့တောင်ပြောဆိုတာမနဲ့မိုးလင်းမိုးချုပ်မရမနာပါဖုရား။အဲ့ဓာတွေအကြောင်းပြုပြီးတော့မိမတွေလင်ယောက်ျားအပေါ်မှာမပြောစင်မပြောအပ်တဲ့အရာတွေ မနှိုင်းအပ်တဲ့အရာတွေနဲ့သွန်သင် ဆုံးမပေးပါယံလိုင်းမော်တင်းပြီးတော့ပြောဟောပေးပါယံဆိုပြီးတော့ချစ်ရင်ထူးဆိုတဲ့အကောင့်ပိုင်ရှင်ကပါဇက်ကဖရဖရဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးဖို့ထားတယ်အဲ့ဒါလူပြောဆိုတာတွေမဖြစ်ဖို့ဆိုရင်တော့မိသားစုလိုက်ပြုပြင်ကြမှာသာရမှာပါပဲလင်းယောက်ျားလို့သူကလည်း ဘယ်လိုပြောပြောဘာဒီပြောပြောငါဘာမှမဖြစ်ဘူးအလုံးမလုံးရပြီးရောငါလှုပ်ချင်တာတွေလှုပ်ရပြီးရောဆိုရင်လေဒီမိသားစုရဲ့ဒီအတန်တွေဟာကြားနေကြရအောင်မှာပါပဲမွေးကားစားကလေးလေးကလေးကအမေအဖေလို့ခေါ်တတ်အောင်ပြောတတ်အောင်အကျိန်များစွာသင်ယူပြီးမှပြောတတ်လာကြသလို့ ဒီအတိုင်းပဲဆဲတတ်လာတာဆူတတ်လာတာဒီကလည်းအမြင်အကြားတွေအလေးဇရိုက်တွေကနေတက်လာပြီးတော့နောက်တော့အကျင့်တစ်ခုလိုရှင်းနေပြီးတော့ဗီဇလိုဖြစ်သွားရင် ပြုပြင်မှုခက်သွားတော့တာပေါ့အဲ့ဒီလိုဝန်းကျင်စီကနေအတုမြင် အတက်သင်းပြီးတော့အကျင့်နေ ဖြစ်သွားတယ်အဲ့ဒါလိုမိဘတွေစီကနေသားသမီးတွေအိမ်နီးချင်းတွေစီလဲကူးပြန်လာတတ်တာပဲ တကယ်တနာစရာကောင်းတာကတော့အပြောအဆိုခံရသူထက်အဲ့ဒီလူပြောဆိုနေတဲ့အမျိုးသမီးကမှတကယ်တနာစရာပါသူ့ရဲ့မကောင်းတဲ့အကျင့်ဇယိုက်ဆိုးကြီးကသူ့ကိုပဲဒုက္ခပေးနေတာဒါကို तू မသိရှာဘူးဒုက္ခကိုဒုက္ခမှန်းကိုမသိဘူးဆိုတာဒါတွေကိုပြောဆိုတာပါပဲအဲ့ဒါလို့စူးစူးဆဲဆဲညင်ညင်ညံ့ညံ့နေပြောဆိုနေတဲ့အတွက်ကြောင့် သူ့မှာဆိုးကျိုးတွေရတယ်။နံပါတ်1အနေနဲ့ပူလောင်မှုတွေခံရမယ်။အသည့်တသည့်တွေပျောက်ကင်းပြီးတော့ငရဲသားတစ်ယောက်လိုပူလောင်ပြီးတရိတ်ဆန်တစ်ကောင်းလိုအသည့်မဲ့သွားတယ်။အဲ့ဒါလို့ဆူဆဲအော်ဟစ်နေတယ်ဆိုတာသူ့ရင်ထဲမှာဒေါသတွေနဲ့ပူလောင်နေလို့သာ အပြင်ကိုဆူဆဲအော်ဟစ်တန်နေထွက်လာတာဖြစ်တယ်။ရင်ထဲမှာ ပူလောင်မှုတွေမရှိဘဲ လူမှာဒေါသမရှိပဲလူကဆူးမရဆဲမရဘူးဒါကြောင့်သူဟာငရေသားတူးလို့တရိษံတကောင်းလို့ဖြစ်ပြီးတော့ခံစားရလွန်းလို့ဆူတာဆဲတာဖြစ်ရတာမို့တကယ်တော့သူဟာတနာစရာပါနောက်နံပါတ်2အနေနဲ့အမရရဲ့အမုန်းတွေကိုလည်းခံရတယ်ဆူဆဲအော်ဟစ်နေတဲ့လူကိုလူအချင်းချင်းကလည်းမနှိမ့်မြို့ဘူးမကြိုက်ဘူးအနီးနားမှာမနေချင်ကြဘူး လူမပြောနဲ့ခွေးတွေကြောင်နေကြက်တွေဖြစ်တဲ့တရိษံနေတောင်ဒေါသတွေနဲ့ဆူဆဲအော်ဟစ်နေသူနာမှာမနေကြဘူးအဲ့လိုလူတွေကိုအများကဝန်းကျင်ကမုန်းကြတယ်အဲ့လိုနှုတ်ချမ်းရှာချမ်းအဆူချမ်းအဆဲချမ်းနဲ့မိမ့်မပြိုလေးတွေကိုဘယ်ယောက်ျားလေးကမှချစ်မှနှစ်သက်မှလက်သွဲချင်မှမဟုတ်ဘူးနဘာတော့ အဲ့လိုညဉ့်ညဉ့်ညံ့ညံ့ဆူဆဲအော်ဟစ်နေတဲ့သူရဲ့စိတ်ဟာ ကြီးကြီးလင်းလင်းမရှိဘူးစိတ်ကြီးလင်းနေတဲ့သူဟာ မဆူမဆဲမအော်မဟစ်နိုင်သလိုဆူဆဲအော်ဟစ်နေသူဟာလည်းစိတ်မကြီးလင်းနေသူစိတ်နောက်နေသူ ဖြစ်တယ်ဆိုတာသိကြတယ်စိတ်မကြီးလင်းစိတ်နောက်နေတဲ့သူရဲ့မျက်နှာခန္ဓာတွေဟာလည်းမကြီးမလင်းတော့ပဲရုပ်ဆိုးပန်းဆိုးတွေဖြစ်ရတော့တာပါရဲ့ ဒေါသစိတ်ဖြစ်နေတဲ့လူရဲ့မျက်နှာတွေကိုရည်တွေဟာညူမဲ့နဲ့ပြီးတုံးလာတယ်ဆိုတာဒေါသရဲ့အပူကြောင့်အသားအရည်တွေကျက်လာတဲ့သဘောပဲနံပါတ်၄အဲ့ဒါလိုလူတွေဟာလူတွေရဲ့အကဲ့ရဲ့ကိုခံရတယ်အဲ့ဒါလိုရိုင်းဆိုင်တဲ့သူညင်ညစ်ပတ်ပတ်ဆူဆဲနေတဲ့သူကို မြင်နဲ့ကြားတဲ့လူတိုင်းကမချီးမွမ်းပါဘူးလူတွေရဲ့ကဲ့ရဲ့တာခံရတယ် လူတွေရဲ့အထင်သေးတာခံရတယ်လူတွေရဲ့နှာခေါင်းရှုံတာခံရတယ်အဲ့ဒါလို့လူတွေရဲ့အကဲ့ရဲ့ခံရတော့အထင်သေးခံရတော့ဘာဖြစ်လဲဆိုရင် ကိုတန်ဖိုးကြီးကြကုန်လာပေါ့တန်ဖိုးကြပြီတန်ဖိုးမရှိတဲ့သူလို့ဝန်းကျင်ကတတ်မှတ်တာခံလိုက်ရတာပဲကိုကိုလူဝန်းကျင်ကတန်ဖိုးမထားတော့ဘူးတန်ဖိုးထားမဆက်ဆံကြတော့ဘူးဆိုရင်ကြားလာရင် လူတယောက်လိုကို မမြင်တော့ဘူးနံပါတ်5အဲ့လိုစူဆဲအော်ဟစ်နေသူဟာရုပ်ရည်တွေကြမ်းတမ်းသွားရသလိုအတန်တွေလည်းကြမ်းနမ်းပြီးပျက်စီးသွားတတ်တယ်အဲ့ဒီသူရဲ့အတန်ဟာနူးနူးညံ့ညံ့ပျော့ပျော့ပြောင်းပြောင်းမရှိတော့ဘူးသာသာရရလည်းမရှိတော့ဘူးဒါကြောင့်ဒီလိုစူစူဆဲဆဲညစ်ညစ်ပတ်ပတ်အော်ဟစ်နေလို့နောင်ဘဝတွေဘယ်လိုခံရတယ်ဆိုတာတွေမပြောချင်ဘူးလက်တွေအဲ့ဒီသူရဲ့အဖြစ်ကို မြင်ရတွေ့ရကြားနေရတဲ့သူတွေတောင်အလွန်စိတ်ဆင်းရဲကြတာ ကာယကံရှင်ဖြစ်တဲ့သူဆိုရင်ဘလောက်ဆိုးမလဲဆိုတာသိနိုင်ပါတယ်ခုလိုနှုတ်ကြမ်းလိုဘယ်ဘဝကဘယ်လိုပြိတ္တာကြီးဖြစ်ရတာတို့ဘယ်လိုအနတ်နေထွက်နေတာတို့ဆိုတာတွေကို မပြောတော့ပါဘူးလက်တွေ့မပြနိုင်တော့ယုံသူမယုံသူတွေရှိနေမှာဆိုလို့ခုဖုံဖုံပြောတာတွေကတော့လက်တွေ့ကိုသူရောကိုရောမြင်နေတဲ့ အပြစ်တွေဆင်းရဲဒုက္ခတွေမဟုတ်လားဒါကြောင့်စူဆဲအော်ဟစ်ညစ်ပတ်တာတွေပြောနေတဲ့သူဟာနာပတ်တဲ့အပေရောက်နေသူလို့ပူလောင်ဆင်းရဲနေတဲ့သူ ဖြစ်နေရရှာတယ်နံပါတ်2အများရဲ့အမုန်းတွေကိုလည်းခံနေရရှာတယ်နံပါတ်3စိတ်တွေ အမဲနောက်ယူတာခံစားနေရရှာသူဖြစ်မှာနံပါတ်4အာလုံးရဲ့ကဲ့ရဲ့နှာခေါင်းရှုံတာတွေလည်း ခံနေရရှာသူပါရုပ်တွေအတန်တွေလည်းပျက်စီးတာခံရသူပါဒါကြောင့်တကယ်တော့အဆဲအဆူခံရသူထက် ဆဲသူဆူသူကသာတကယ်တနာစရာအစ်စ်ပါလို့ပြောချင်တယ်အဲ့ဒါလို့ဘဝကို မရောက်ကြဘူးကိုကိုတိုင်လဲအဲ့ဒါမျိုးတွေရှောင်ကျင်ရမှာ ဖြစ်တယ်လို့ကိုသားကိုမယားကိုသူသားနောင်မယ်လူငယ်တွေကိုလည်းဒီအဖြစ်အပျက်တွေကို ရင်အောင်ပြပြီးဆုံးမကြရမယ်လို့ပြောကြရင်ဤကုန်ချုပ်ချင်တယ်အားလုံးအားလုံးအမှန်ကိုမြင်နိုင်သူများဖြစ်ကြပါစေ။